အေးမြချီနေတဲ့ခံစားမှုအသက်ကြိုက်တယ်ညောင်းညာနေတဲ့မျက်လုံးအတွက်ဗီရိုတုတ်ခုမြမတန်စင်တေးသချင်းတွေကိုတံပိုးထားစေချင်တာကြောင့်အဆိုတော်နန်းဆန်ဒီဟာချစ်ရွေရွာတော်မူအယ်ဘမ်ကိုမိတ်ဆက်ခဲ့တာပဲဖြစ်ပါတယ်အဆိုတော်နန်းဆန်ဒီရဲ့မြမတန်စင်တေးသချင်းတွေပါဝင်တဲ့ဒီအယ်ဘမ်မှာ ချစ်၍ရွာသောမိုးဆိုတဲ့သချင်းတစ်ပုဒ်ကိုစိုင်းနဲ့တီးခတ်ထားတာပဲဖြစ်ပါတယ်။မြို့မငင်းတက္ကသိုလ်ဆိုးစန်းရချစ်ဆွေစန်းရလတ်ထော်စတဲ့တေးရေးဆရာကြီးတွေရဲ့သချင်းတွေကိုဒီအဘန်ထဲမှာပြန်ဆိုထားပါသေးတယ်။အဆိုတော်နန်းစံဒီကတော့မြမသချင်းတွေကိုခလေးလူကြီးမကြံနားထောင်စီစဉ်နေတာလည်းဖြစ်ပါတယ်။မမမျောလင့်ထားပါပဲ။ဟင်း မ္မာတန်စင်မျိုးလေးကလေးရစားအကြီးရအစုံပေါ့နော်အကုန်လုံးသိအောင်လို့လေအမကျူးစားပါတယ်အမကိုယ်တိုင်လည်းကိုယ်တိုင်ကိုကြလိုက်ပြီးတော့ဖြန့်ဝေထားပါတယ်အမကျူးစားထားပါတယ်ဒီမြန်မာတန်စင်အခွေတွေကိုလည်းဝယ်ယူပြီးအားပေးကြပါလို့အားလုံးလည်းကျေးဇူးတင်ပါတယ်မြန်မာတန်စင်တေးသချင်းကိုဖို့ပါဝင်တဲ့အဆိုတော်နန်းစန်နီရဲ့ချစ်ရရွာတော်မှုအယ်ဘမ်ကိုတော့ရတနာစိန်ဗီဒီယိုထုတ်လို့ဖြန့်ချီရေးကဖြန့်ဝေပေးသွားမှာပဲဖြစ်ပါတယ်။ မြန်မာတန်စင်ဒေသရှင်တွေကိုကြိုက်နှစ်သက်တဲ့အစိုးရစပယ်ဖြူသင်းကတော့သချင်းဟောင်းတွေကိုဆွဲထုတ်ပြီးပြန်တီဆိုထားတဲ့ဒီအယ်ဘမ်ကိုနားထောင်ကြဖို့အခုလိုပဲအကြံပြုခဲ့ပါဗျ။ နားထောင်ကြည့်ပါမြန်မာလက်ရှင်တွေအခုဆိုလို့ရှိရင်အခုနောက်ပိုင်းမှာမြန်မာတန်းဆိုတော်တွေကဒါအမှန်တိုင်းပြောရင်အခင်းအစ်စ်တွေလည်းထောက်ကြတယ်မြန်အဟောင်းတွေကိုပြန်ပြီးတော့ဆိုကြတာလည်းရှိကြတယ်လေအဲ့ဒီလိုမျိုးဆိုတဲ့ဟာလေအဲ့လိုမျိုးတွေကြောင့်ဟိုအရင်တော့ရီခွေတွေတိတ်ခွေတွေနားမထောင်နိုင်တော့အခုခင်မှာအခုနောက်ခုပေါ့နော်မက်ဆန်တွေကိုဒေတိုင်ရှင်တွေကအဲ့အဟောင်းတွေဆက်ထုတ်ပြီးတော့ဆိုကြတယ်အဲ့ဒါလေးတွေနားထောင်ကြည့်ပါလို့စိုက်သွားမှာပါလို့ကိုလည်းလူငယ်ပဲလေနော်ကိုလည်းလူငယ်ပဲစိုက်တယ်လို့အဲ့ဒါတော့နားထောင်ကြပါလို့မြန်မာမျိုးဖြစ် တယ်ဒီမှာလည်းချင်းလေးရင်ဖြစ်ကြပါလို့ပြောချင်ပါတယ်